အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပေါ့နော် Redmi 9C လေးတလုံးကိုကျွန်တော်တို့မှန်လဲမှာပေါ့နော်မှန်လဲတာကတော့ကျွန်တော်တွေ့တွေ့တူဘာမှခက်ခက်ခဲတော့မဟုတ်ဘူးအဲဘုသူတရားလေးရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကို sharing လုပ်လိုက်ပေးခြင်းဖြစ်ပါတယ်အဲဒါဆိုကျွန်တော်တို့အစအဆုံးတစ်ခါလောက်ကြည့်ကြည့်ပြီးတော့အဲ့ twin ကြည့်လို့လှုပ်ကြည့်လို့ရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဆိုပထမဦးဆုံးကျွန်တော်ဒီလုံးလေးကိုเนาะစင်ထွေးဖြုတ်မယ်အဲဒီလုံးမှာကြတော့ကျွန်တော်တို့အဖုံးနဲ့ပဲပေါ့เนาะကော်မပါပဲနဲ့ဒီတိုင်း လက်ပြီးဒီတိုင်းခွာလို့ရတာဗောနော်ဒိုးခွာလို့ရတယ်ဆက်လေးကိုပိတ်လိုက်ပါမယ်အဲဒီအနေထားမှာဆိုရင်မှန်ဝအကောင်းတိုင်းခွာလို့ရနေသေးတာဖြစ်တဲ့အတွက်အကောင်းတိုင်းခွာမှာပေါ့ဟုတ်ပြီနော်မှန်အောင်အကောင်းတိုင်းခွာဖို့အတွက်ဆိုရင်အဲပထမဦးဆုံးတော့လက်တယ်နဲ့လှိုက်ထိုးကြည့်တယ်ထိုးလို့အဆင်မပြေဘူးပထမများနဲ့ထိုးလဲအဆင်မပြေသေးဘူးဆိုရင်ခုလိုမျိုးတံပြားသေးသေးလေးနဲ့ပေါင်လေးကိုနည်းနည်းလေးဟထားအောင်လုပ်ပြီးတော့ထွန်များလေးနဲ့လှိုက်ထိုးမှာပေါ့နော် ကျွန်တော်ကတော့ပထမများမသုံးတော့ဘဲနဲ့လက်တယ်လက်မလက်တယ်လေးပေါ့နော်နည်းနည်းစီတယ်စီတဲ့နေထားမှာကျွန်တော်အဲလက်တယ်လေးနဲ့ပဲအချင်းဖြစ်နေတာဖြစ်တဲ့အတွက်လက်တယ်လေးနဲ့ပဲကျွန်တော်လှိုက်ပြီးတော့ခွာလိုက်တယ်ပေါ့နော်အဲခွာလိုက်ပြီးတော့နော်ခွာလိုက်တယ်ခွာလိုက်ပြီးတော့ဘက်ကဘာဘက်ကိုအားပြူပြီးဆွဲခွာလိုက်တယ် finger ချိုးရှိတယ် finger ချိုးကိုနော် finger ချိုးသတိထားပြီးခွာရတာပေါ့နော်အဲဒီနေထားမှာဒီမှန်ကတော့အစ်စ်ပေါ့နော်ဒီမှန်အစ်စ် အဲဒီမှာရတဲ့ model လေးတွေသူရေးထားပေးတယ်ဗောနော်။ဗာ model ရတယ်ဆိုတော့၃၄မျိုးလောက်ရှိတယ်။၄မျိုးလောက်ဗောနော်။ဒီ Redmi Dance C မှာမှန်၄မျိုးလောက်ဒီ model a name model name ၄မျိုးလောက်ကိုကျွန်တော်သိမ်းသုံးသုံးလို့ရတာဗောနော်။ Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီအောက်ခြံပေါ်ခြံအခုအကောင်လုံးကိုအကောင်လုံးဖြုတ်မှာဗောနော်။စကူတွေအကောင်လုံးဖြုတ်မယ်။အကောင်လုံးဖြုတ်လိုက်မယ်။ Okay speaker ချမ်းမှာဆိုရင်လည်းကျွန်တော် speaker အောက်ချမ်း main speaker ပေါ့နော် main speaker ကိုလဲလို့ရတယ်ပြီးရင်အာသွင်းကောင်း charging cap ပေါ့နော်အောက်ချမ်းအောက်ချမ်းလဲလို့ရတယ်အလဲကျိုးတွေလဲလို့ရတယ် battery တွေလဲလို့ရမှာပေါ့နော်အဒီဘက်ဘေးမှာအမဲကျိုးလေးတသေးလေးတစ်ချောင်းရှိတယ်ကျွန်တော်ဒီ video ထဲမှာပေါ့နော်ဒီအကြောင်းဒီ phone ရဲ့ဒီလုံးလုံးပုံလေးကိုကျွန်တော်နည်းနည်းရှင်းပြပေးမှာပေါ့နော်အဲ main speaker ကြီးရှိမယ်အောက်ချမ်းမှာဆိုရင်ကျွန်တော် တန်ဖန်းယူတဲ့ mic ပါပဲ 5V တုံးပေါ့နော်အတန်ကျွန်တော်ဖုန်းတုံအောင်လုပ်ပြီးတဲ့ 5V တုံးရှိမယ်ဒီမှာဘေးမှာဆိုရင် network ကြိုးပေါ့နော် network ကြိုးလေးရှိတယ်အပေါ်ချမ်းကိုကျွန်တော်ဆက်ဖြုတ်မှာပေါ့နော်အပေါ်ချမ်းမှာစကူတွေအကုန်လုံးဆက်ဖြုတ်မယ်အဲ့ဖုန်းလေးကိုခွာပြီးတော့အောက်မှာရှိတဲ့ socket ကြိုးတွေကိုကျွန်တော်ဖြုတ်မယ်ပေါ့နော်အဖြုတ်တဲ့အချိန်မှာ battery ကြိုးကိုအရင်ဆုံးဖြုတ်ပြီးပေါ့နော်ဒီလျှက်စစ်စစ်မှုမရှိအောင်လို့ battery socket ကြိုးအရင်ဆုံးဖြုတ်မယ် ဖြုတ်တဲ့ခါကျရင်ဒီဘက်ထရီဆော့ကက်ကြိုးအရင်ဆုံးဖြုတ်တယ်။ပြန်တက်တဲ့ခါကျလို့ဆိုရင်ဘက်ထရီဆော့ကက်ကြိုးနောက်ဆုံးမှတက်ပြရတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လျှက်စစ်စီစဉ်မှုရှိနေသေးတယ်ဆိုရင်တခြားမလို့အပ်တဲ့အပိုင်းတွေမှာဒီ short ဖြစ်သွားနိုင်တယ်ပေါ့။အဲဒါကြောင့်မလို့ကျွန်တော်တို့ကဒီဘက်ထရီဆော့ကက်ကြိုးအရင်ဖြုတ်ဝါချင်းဖြစ်ပါတယ်။ Okay ဒီမှန်လေးကတော့ကောင်းသေးတယ်။နည်းနည်းပေါ်ကွဲတာပဲရှိတာဖြစ်တဲ့အတွက်အပေါ်မှန်တီးတန်းတက်တက် လဲလို့ရတာပေါ့အဲလဲလို့ရတဲ့နေသားမှာကျွန်တော်ကဒီတံပြားမသုံးတော့ဘဲနဲ့ဖရင်ပြားလေးရှိတယ်ဆိုရင်ဖလင်ပြားလေးနဲ့သုံးလို့ရတယ်ကျွန်တော်အခုလို့ဆိုရင်ဖလင်ပြားမရှိဘူးဖြစ်တဲ့အတွက်ဒီအဲ့ခွန်ပေါ့နော်အမာလေးကိုပဲကျွန်တော်သုံးလိုက်တယ်အဲ့ခွန်အမာလေးကိုသုံးပြီးတော့ဘေးပတ်ပတ်လဲလိုက်ထိုးတာပေါ့လိုက်ထိုးတဲ့အချိန်မှာ930အရေးသုံးလို့ရတယ်ဒါပေမဲ့930အရေးအမှန်ကြားတဲ့အထိစိတ်ဝင်တာဖြစ်တဲ့အတွက်အမှန်ကြီးကွက်သွားတယ်အဲ့ဒါကြောင့်မလို့ တင်နာရီသုံးပြီးတော့တင်နာရီနည်းနည်းပဲသုံးပြီးတော့လိုက်ထူဘေးပပတ်လေးလိုက်ထူပြီးခွာလိုက်တာပေါ့။အရင်ကအဆင်ပြေတယ်။တင်နာရီလေးနည်းနည်းလိုက်ထူလိုက်။အောက်မှာရှိတဲ့ကော့အကြံတွေကိုကျွန်တော်တို့ကသေချာလေးဆင်းပေးမယ်။သေချာဆင်းပေးပြီးတော့ဒီဘေးပေါင်ပေါင်ပေါ်မှာရှိတဲ့ကော့တွေသေချာဆင်းပေးလိုက်တာပေါ့။ပေါင်လေးနည်းနည်းကောက်လာလို့ဆိုပြီးတော့ကျွန်တော်တခြားကြည့်ကြည့်တယ်။ကြည့်ကြည့်ပြီးတော့ပေါင်လေးနည်းနည်းကောက်တယ်ဆိုရင်ဒီနေထားမှာဆိုရင်ကျွန်တော်နည်းနည်းလေးဆွဲဖြောက်လိုက်လို့ရတာပေါ့။ အဲ socket တဲ့လွတ်တဲ့လွတ်တဲ့နေရာမှာ socket လေးကိုလည်းတိမယ်နည်းနည်းသတိထားပဲပေါ့ okay အဲ့တော့ဆိုရင်ဘောင်လေးဖြောက်တယ်ကော်ကော်အဟောင်းတွေလည်းတခြားကုံသွားပြီဆိုရင်တော့မှန်ကိုစမ်းကြည့်ပါเนาะစမ်းကြည့်ရမယ်မှန်ကိုစမ်းကြည့်ရဲ့ချိန်မှာဒီတိုင်းလေးပဲကျွန်တော်တို့စမ်းကြည့်လိုက်ပါတယ် okay စမ်းကြည့်လိုက်တယ်ပေါ့အမှန် socket ကြိုတက်မယ်เนาะအောက်ချမ်းမှာ socket ကြိုလေးတစ်ချောင်းပါတယ်ဒီမှန်မှာပေါ့ရမီ 9C လုံးမှာအောက်ကဆော့ကက်ကြိုးလေးတက်မယ်ပြီးမှကျွန်တော်တို့ဘတ်ထရီဆော့ကက်ကြိုးလိုက်တက်ပါမယ်ဘတ်ထရီဆော့ကက်ကြိုးလိုက်တက်ပြီးဆက်နှုတ်ကြည့်လို့ရပါပြီဆက်နှုတ်ကြည့်တဲ့အချိန်မှာအလင်းရှိမရှိနောက်တစ်ခုကမှန် test ကောင်းမကောင်းမှန်ကြောင်မကြောင်ကျွန်တော်တို့အကောင်လုံးစစ်ပြီးမှကော်ကိုတင်မယ်တင်မှာပေါ့နော်ကော်ပေါင်းပေါင်းပတ်လေကော်ဒီလိုက်တော့ပြီးတော့မှပြန်ကတ်မှာပေါ့ โอเคဒီနေသားမှာဆိုရင်တော့အဲမီအမ်ဒီ UI ပေါ့နော်တက်လာခဲ့ပြီအခုပေါ့နော်ကျွန်တော်ရဲ့ YouTube channel ထဲမှာဆိုရင်ကျွန်တော်အဓိကထားယူပါတယ် sharing လုပ်နေပြီလဲဆိုရင်ဖုန်း short wave ဘိုင်းနဲ့ hot wave ဘိုင်းဖုန်း short wave ဘိုင်းနေမှာဆိုရင် Windows 10နေရာနေစပြီးတော့ကျွန်တော်တို့နော် Windows 10နေရာနေစပြီးတော့ကျွန်တော်2အသုံးပြုပုံနေနောက်ပြီးတော့ဖုန်းနဲ့ကွန်တာနဲ့ချိတ်ဆက်မှု driver တွေအစုံ အကြောင်းပေါ့နော်အဲ့ဒီ driver တွေအကြောင်း lock တွေအကြောင်းအ user lock အပပြီးမိက Oppo Vivo Samsung စတဲ့ model တွေအစုံလုံးအကုန်လုံးကိုကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီ Telegram group ထဲမှာအကုန်လုံးလောက်ထားပြီးတယ်ပေါ့နော်မိတ်ဆွေတို့စိတ်ဝင်စားတဲ့ဝါနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လေးနှိပ်ထားပြီး Telegram join ချင်တယ်ဆိုရင်ဘာကျွန်တော်ဖုန်းနံပါတ်လေးပေးထားတယ်ဘာသင်ခန်းစာတွေပါလဲဆိုတာကို ကျွန်တော်ရဲ့ဒီ Telegram group ထဲဒီ Telegram ဒီဖုန်းနံပါတ်ထဲမှာအသေးစိတ်လာမေးလို့ရတာပေါ့နော်အပါသင်ငန်းစာတွေလိုချင်တာလဲအခု hardware ပိုင်း software ပိုင်းဘယ်ဘယ်သင်ငန်းစာမှာပဲဆိုလို့အားနည်းနေသေးတာလဲဆိုရင်အဝင်လေ့လာကြည့်ကြည့်လို့ရတယ်အ group လေးကိုလည်းမဆွေလို့ join လို့ရတာပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒီကောင်လေးက C မှန်စမ်းကြည့်လိုက်ပြီးမှန်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်စီးတွေအကုန်လုံးခွာလိုက်တယ်ခွာလိုက်ပြီးတော့မှကျွန်တော်ကော်တုတ်မယ် ကော်တော့ပြီးပြန်တင်มาပေါ့ဒီကော်တော့တဲ့အချိန်မှာလည်းဒီတိုင်းပဲကော်တော့တာကကော်တော့တာကဘောင်ပေါ်မှာရှိနေဖို့လိုတယ်ဘောင်အောက်ကိုကျသွားပြီး NCD နဲ့ထောက်ပြီးအလင်းတွေပါနေပေါက်တယ်နောက်ပိုင်းမလိုလားအတဲ့ပြဿနာလေးတွေရှိနိုင်တယ်အဲ့ဒါကြောင့်မလို့ဒီချာလေးကြည်တယ်ဒီဘောင်ဒီ frame ပေါ်မှာပေါ့နော်ကော်ဟောင်းတွေကြံမကြံဘောင်အပေါ်မှာပဲကော်တွေဒီချာလေးတော့အများကြီးလည်းမလိုနည်းနည်းလေးဆိုရင်လည်းကျွန်တော်တို့ပြန်ကွာနိုင်တာဖြစ်တဲ့အတွက် ပုံမှန်အနေထားလေးကိုတခုကိုသတ်မှတ်ပြီးတော့ကျွန်တော်တို့ကကော်တုတ်ပေးရတာ။ဘောင်းပေါ်မှာပေါ့နော်။ဘောင်းအောက်မှာလုံးဝမပေးကြဘူး။တကယ်လို့ဘောင်းအောက်ကိုကျသွားတယ်ဆိုရင်လည်းကျွန်တော်တို့ကဘောင်းအောက်မှာရှိတဲ့ကော်ကော်အဟောင်းမဖြစ်တဲ့ပဲဖြစ်သေးချာလေးပြန်တုတ်လိုက်တာပေါ့နော်။ Okay ။အဒီနားလေးမှာနည်းနည်းကျသွား။နော်ဒီနည်းနည်းကျသွားတာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ဒီနေရာလေးကိုကျွန်တော်နည်းနည်းပြန်တုတ်လိုက်မယ်။ Okay ဒီမှာနော်။နည်းနည်းလေးပြန်တုတ်လိုက်တယ်။တုတ်လိုက်ပြီးတော့ကျွန်တော်မှန်အစ်စ်ကိုတင်မယ်။ တင်းပြီးတော့ဆက်ကိုတစ်ခါရဲပြန်လောမယ်မိတ်ဆွေတို့ကလက်မမြန်သေးဘူးဆိုရင်မှန်ကိုတင်လိုက်တင်ပြီးတဲ့ချိန်ကျရင်ကျောက်တို့ဒီကလစ်ညှက်တာပဲဖြစ်ဖြစ်တင်ပင်စီးတာပဲဖြစ်ဖြစ်နိုင်ဝက်တနိုင်လောက်ကြာမှဆက်ကိုပြန်လုံးမှာပေါ့နော်ပြန်လုံးတာကကျောက်တို့အခုလောလောဆယ်မှန်ကိုပြန်တင်လိုက်တယ်ကျွန်တော်ကတော့ဒီတိုင်းပဲပြန်တင်ပလိုက်မယ်ပြန်တင်ပြီးတော့အဲပြန်လုံးမှာပေါ့နော်ဆက်ဒီ circuit ဘိုင်းမှာရှိတဲ့ဖုန်းတွေအကုန်လုံး ပြန်ပြီးတော့ပြန်တက်လိုက်မှာပေါ့โอเคအဲ့ဒီအချိန်မှာတော့ socket ကျိုးမှန် socket ကျိုးတွေတက်မယ်အလဲကျိုးတွေတက်မယ်အကုန်လုံးကိုကျွန်တော်တို့စက်တွေပြန်လုံးတော့မှာပေါ့အဲ့ဒီအောက်ပိုင်းမှာဆိုရင်အာသင်ကောင်တည်တန်းတသက်လဲတာတွေเนาะကျွန်တော်ရဲ့ဒီ channel ထဲမှာဆိုရင် power supply ခဲကောင်ဟော်ဂန်စားတဲ့ ဒီ2တွေပေါ့နော်ဖုန်းပြုပြင်နေ2တွေကိုဘလို့သုံးရလဲဆိုတော့ကျွန်တော်ရဲ့ဒီ YouTube channel ထဲမှာတင်ထားပြီးတယ်ပေါ့ Okay ကျွန်တော် global chain นี้တွေပေါ့ global chain တာတွေ firmware တင်တာတွေပေါ့အဲဖုန်း model တော်တော်စုံစုံလင်းလင်းကိုဘလို့တင်ရလဲဆိုတော့ product unlock official လုပ်နေတယ်အဲမီကောက်ဖင်တာတွေအဲတခြားအိမ်သုံးလျှက်စစ်ပစ္စည်း totally mobile လေးတွေကိုလည်းကျွန်တော် sharing လုပ်ထားပြီးတယ် မိတ်ဆွေတို့အခုလိုမျိုးနေပညာလေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဝါနာပါတယ်ဆိုရင်နော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ထားပြီးပို့တောင်းဆိုချင်ပါတယ်။ Okay အမကျွန်တော်တို့ဖုန်းလေးကိုသူနေရာသူပြန်ဖုန်းလိုက်ပါတယ်။ school အကောင်လုံးဆွဲမယ်။ဆွဲပြီးရင်ကျွန်တော်တို့ဆွဲပြီးရင်ကျွန်တော်တို့အုပ်ဖုံးဖုံးပြီးတော့နိုင်ဝက်တနိုင်လောက်နေပြန်သုံးလို့ရပြီပေါ့နော်။ဒီအချိန်မှာပြီးပြီကျွန်တော်ကလုံးပြီးပြီအကောင်လုံးဖုန်းကိုအကောင်လုံးပြန်လုံးပြီးပြီမှ အဲကလေးညံ့ကြီးညံ့မယ်တော့တေခွင်းစီးလို့ရတယ်တေခွင်းဆိုရင်ကျွန်တော်တို့အပားပဲသုံးတင်တာပါနော်အပားပဲသုံးရပါမယ်အထူးသုံးလို့ရှိရင်အဲကျွန်တော်တို့ကွဲသွားနိုင်တာပါနော်မှန်နေရတည်တဲ့အတိုင်းပဲโอเคအဲ့ဒီချိန်မှာကျွန်တော်တောင်းတစ်ခုပြောချင်တာကဒီ စကူဆွဲတဲ့အချိန်မှာပေါ့နော် စကူဆွဲတဲ့အချိန်မှာကစကူကဆေးနေတာတွေတိုးနေတာတွေဖြစ်တတ်တယ်တချို့ဖုန်းတွေဒီဖုန်းမှာတော့စကူကတဆိုင်ထဲလာတာတဆိုင်ထဲလာတာဖြစ်တဲ့အတွက်ဘာမှထွေထွေကြည့်နေကြရမလို့သူစကူရှိတဲ့နေရာတိုင်းမှာကျွန်တော်ဆွဲလို့ရတာပေါ့အတိုးစီခွဲရတဲ့အချိန်မှာအတိုးနေရာမှာအစီတထည့်ဘာဖြစ်တတ်လဲဆိုရင်မှန်တထောက်တက်တယ်မှန်တထောက်ပြီးတော့မှန်လင်းပေါက်တာတွေခေါင်းတင်မှန်ကွဲတာတွေဖြစ်တတ်တယ်အဲအကြောင်မို့အဲစကူလေးကိုလည်းကျွန်တော်တတိထားဖို့လိုတယ် အဖင်ကားချိုးဖင်ကားချိုးလဲသူ့နေရာသူပြန်ဒီတိုင်းလေးတည်ပြီးတော့အသားလေးဖိချပေးလိုက်ရုံပဲပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အဖုံဖုံလို့ရပြီပေါ့โอเคကျွန်တော်ဒီဘက်မှာဒီဘက်လေးနည်းနည်းဆွေးပြီးတော့စကူလေးဒီအကောင်းလုံးဆွဲပြီးပြီဆိုတော့ကျွန်တော်ဒီမှာအဘောလူအတန်ခလုတ်လေးပါတော့အတန်ခလုတ်လေးပြန်တက်တယ်ပြန်တက်ပြီးတော့ตาလေးပြန်ဖိပေးလိုက်မှာပေါ့ ဘေးပောင်ပပတ်လေကိုကျွန်တော်တို့တစ်ချက်လောက်လက်လီနဲ့ဆွဲလိုက်မယ်။အနယ်လေးထိမ့်မေးပေါ့။အမှန်လေးကိုနည်းနည်းမှန်မကွဲနိုင်လောက်တဲ့ဒီလက်ဆလေးတစ်ခုကိုထိမ့်ပြီးတော့ပြန်ဖိလိုက်တယ်ပေါ့။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့အကောလုံးပြန်သုံးလို့ရပြီပေါ့နော်။နောက်ဒါတေးဝင်စီးတာပဲဖြစ်ဖြစ်ကလေးညှက်တာပဲဖြစ်ဖြစ်ညှက်ထားပြီးတော့နိုင်ဝက်တနိုင်လောက်နေလို့ရှိရင်တော့ဒီဖုန်းလေးကအကောင်းတိုင်းပြန်သုံးလို့ရပြီပေါ့။ Okay ျွန်တော်ရဲ့ YouTube channel လေးကို subscribe မနှိပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးတော့ကျွန်တော်ရဲ့ဒီဘောနော online ဒီ Telegram group ပေါ့နော် Telegram group ထဲမှာဖုန်းပြုပြင်နည်းနဲ့ပတ်သက်တာလေ software ပိုင်းတွေ hardware ပိုင်းတွေကိုကျွန်တော်အဓိကထားပြီးတော့ကျွန်တော်လုပ်ထားပေးတဲ့ group လေးရှိပါတယ်။မိတ်ဆွေတို့ join ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ Telegram ဖုန်းနံပါတ်ထဲမှာမိတ်ဆွေတို့နောက်ဘာတင်ငန်းစာတွေပါလဲဆိုတော့အသေးစိတ်လမေးလို့ရတယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အကောင့်တိုင်းတုံးလို့ရပါပြီ ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်မိတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်